မိဘတဲ့ပို့ပြီးတော့ကျေးဇူးတင်စရာကောင်းတဲ့ပုဂ္ဂိုလ်ရှာကြည့်အောင်မရှိဘူးမဟုတ်ဘူးရှိနေသေးတယ်မိဘကတော့ဟုတ်တယ်လူလောကဝင်ဝင်ပေးလိုက်လို့ကျေးဇူးတင်စရာကောင်းတယ်လို့ပြောရမယ်လူဖြစ်လာတယ်မိဘရဲ့အကျိုးကျေးဇူးကြောင့်ကျေးဇူးတရားကြောင့်လူဖြစ်လာဒါဖြင့်မိဘတဲ့ပို့ပြီးတော့ကျေးဇူးတင်စရာကောင်းတဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားထောက်ပြထားတာရှိတယ်ဒါကြောင့်ဘုန်းနော် ကျေစုတရားအကြီးမားဆုံးပုဂ္ဂိုလ်၃မျိုးဆိုတာမြတ်စွာဘုရားဟောထားတာရှိတယ်။အဲ့ဒီချိန်မှာမိဘပြောလို့မဟုတ်ဘူး။အကြီးမားဆုံးပုဂ္ဂိုလ်၃ဦးဆိုတာဘယ်လိုပုဂ္ဂိုလ်လဲ။မိမိကိုဖရာတရားတန်ခါယရဏ၃ပါးကိုယ်ပဲစိက္ကတအောင်လမ်းညွန်ပြတ်သားတဲ့ပုဂ္ဂိုလ်။အဲ့ဒီပုဂ္ဂိုလ်ဟာကျေစုရှင်နေတဲ့မှာကြီးမားတဲ့ကျေစုရှင် သူ့ရဲ့ကဲ့တင်မှုဟာအလွန်ကြီးမားတယ်လို့သူပြောအကယ်၍ကိုယ်ွယ်မှုမှားသွားရင်ဒီပုဂ္ဂိုလ်ဒုက္ခရောက်သွားနိုင်မှန်ကန်တဲ့ကိုယ်ွယ်မှုမှန်ကန်တဲ့လမ်းကြောင်းမဟုတ်တင်ပေးလိုက်လို့ဖះကိုជីညိုတတ်လာတယ်တရားကိုជីညိုတတ်လာတယ်တန်ခါကိုជីညိုတတ်လာတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာရသော်ဗျာဟောတဲ့အတိုင်းရေကေစီဗုဒ္ဓံတရဏံကတာတိနတ်တိခမိတ်တန္တိအပါယဘူမိန် ုရားတရားတန်ခါကိုယ့်ရဲ့စိတ်ကတဲ့ပုဂ္ဂိုလ်ဟာအပယ်လေးပုံမရောက်ဘူးလို့များစွာကဲအပယ်ကနေကဲတင်ပေးရမကြဘူးလားမိဘကအပယ်ဟာကဲတင်ပေးနိုင်တာမရှိသေးဘူးလေလောကကြီးပဲသူကပြတာပေးလိုက်တာပဲရှိဒါမိဘရောဒီထက်ပါလို့မရဘူးလားဆိုရရတယ်မိဘတိုင်းတော့မရဘူးเนาะမိဘတိုင်းတော့မရမိဘကမိဘကိုယ်တိုင်းကိုယ်က ဒီတရားတွေအသက်တတ်နေလို့ရှိရင်ကိုယ်ပဲဝင်တတ်မှာပဲလေဖြစ်နေတယ်ပေါ့နော်အဲ့တော့တရဏဂုံတီလတရဏဂုံ၃ပါးကို ကိုယ်ကစိတ်ကတ္တအောင်လမ်းညွန်ပြသပေးလို့သူ့ရဲ့ခြေစူးတရားကြောင့်တရဏဂုံတီတဲ့ပုဂ္ဂိုလ်ဖြစ်ပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာတရဏဂုံတီသူဆိုတဲ့ပုဂ္ဂိုလ်ပုံမှာသူဟာတရဏဂုံ တီအောင် လုပ်ပေးတဲ့ဆရာဟာ လမ်းညွှန်ပေးတဲ့ပုဂ္ဂိုလ်ဟာကြီးမားသောကျေစုရှင်တူပဲဖြစ်တယ်။ဒီတိုင်းမိဘမပအောင်နော်။ဒါမြတ်စွာဘုရားဒါကိုထောက်ပြတယ်။တရဏဂုံတည်သွားပြီဆိုရင်အပင်လေးပုံကလွတ်သွား။ဒီတဲ့အကျိုးဆက်တွေပြောမယ်ဆိုရင်တရဏဂုံတည်ခြင်းကြောင့်ဘုရားကိုစိတ်ကတ်တယ်၊တရားကိုကျင့်သုံးတယ်၊တန်ခါကိုစိတ်ကတ်တယ်။အဲ့ဒီဘုရားတရားတန်ခါ ကြည်ညိုခြင်းကြောင့်ရလာလို့တိလာတဲ့အသိဉာဏ်တွေကဆက်တက်သွားမယ်ဆိုရင်နိဗ္ဗာန်ထီအောင်အကျိုးရောက်သွားနိုင်တယ်ပေါ့အပေလေးပုံကလွတ်ရုံနဲ့မကဘူးနောက်ဆုံးမှာတန်တရာဝဆင်းကလွတ်ကင်းနိုင်တယ်ဆိုတဲ့အကျိုးကျေးဇူးထီအောင်ကျေးဇူးပြုတာဖြစ်တော့ကြောင့်ဒီပုဂ္ဂိုလ်ဟာကျေးဇူးတရားအကြီးမားဆုံးသောပုဂ္ဂိုလ်သူအဲ့တော့အတီးအီလူတိုင်းလူတိုင်းဟာကိုယ့်အတွက်ကျေးဇူးတရားအကြီးမားဆုံးပုဂ္ဂိုလ်ဘယ်သူလဲကိုယ့်အဆင်းလား ငါဟာဘသူကြောင့်ဖရာတရားတန်ခါယရဏ၃ပါးဆိုရင်ကြီးညိုမှုလေးစားမှုဆိုရင်အတိညာဉ်ကိုရပြီးတော့ကြီးညိုကိုးွယ်တာလေလို့ဆိုတာကြည့်လိုက်လို့ရှိရင်အဲ့ဒါလို့ကြီးညိုကိုးွယ်တာအောင်ဟောပြောတဲ့ပုဂ္ဂိုလ်ဟာအမေဖေတဲ့ကလည်းဖြစ်ခြင်းဖြစ်မယ်ဆရာသမားကလည်းဖြစ်ခြင်းဖြစ်မယ်မိษွေရင်လည်းဖြစ်ခြင်းဖြစ်မယ်ဘယ်သူပဲဖြစ်ဖြစ်တရဏဂုံတီအောင် သူ့ကိုအကြောင်းပြုပြီးတော့ကိုဟာတရဏဂုံတည်ခဲ့တယ်ဘုရားဘာသာစစ်စစ်ဖြစ်လာတယ်ဆိုလို့ရှိရင်တော့ဒီပုဂ္ဂိုလ်ဟာကို့အတွက်အကြီးမားဆုံးသောကျေးဇူးရှင်ကြီးပဲဒီလိုတတ်မှတ်ခိုင်းတာမြတ်စွာဘုရားเนาะဒါကတူနောက်ဒုတိယလိုက်ပြီးတော့ရှာဒီဘုရားတရားတန်ခါယရဏ၃၉ဝက်စိက္ခာယုံညာမကဘူးနောက်တစ်ခါ ဒီတဲ့အရေးကြီးတာကဘာလဲလို့ဆိုရင်အမှန်တရားကိုသိဖို့အရေးကြီးတယ်။ဖရာတရားကိုွယ်ဖရာတရားတန်ခါယရနာကိုကိုွယ်စိတ်ကတ်တယ်ဆိုတာလမ်းကြောင်းအမှန်မော်ရောက်ရုံနဲ့ရောက်သေးတယ်။သို့သောအမှန်တရားကိုသိမှလမ်းမချော်မှဖြစ်တယ်ပေါ့။ကြည့်လေဖရာတရားတန်ခါတော့ကိုွယ်ကြပါရဲ့လမ်းချော်နေတဲ့ပုံစံကြီးအများကြီးရှိတယ်။အဲ့လိုလမ်းမချော်အောင်အမှန်တရားကိုသိ အမှန်တရားဆိုဒီမှာသစ္စာ၄ပါးကိုပြောတာဒီနေရာမှာသစ္စာ၄ပါးဆိုတဲ့အမှန်တရားကို မသိဘဲနဲ့တဏှာဝကလွတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်မရှိဘူးမြတ်စွာဘုရားကိုယ်တိုင်ကနေပြီးတော့ရဟန်းတော်တွေကိုဆုံးမဟောကြားပေးတာရှိတယ်ဟောဒီသစ္စာ၄ပါးကို မသိလို့တဲ့ငါရောတင်တို့ရောတဏှာထဲမှာရှင်းလေခဲ့ရတဲ့ဘဝတွေမြောင်များလာပြီ အနမတကတန်တရာတခွင်မှာဟောဒီတစ္ဆာ၄ပါးကိုမသိလို့ဒုတရေကတန်တရာလဲလာခဲ့ရပြီလို့ရသော်ဘုရားကဒီလိုဟောစတုဏံအရိယတစ္ဆာနံယထာဘူတံအဋ္ဌတနာတစ္ဆာ၄ပါးကိုအမှန်မမြင်လို့